ားပါเนาะဒီတစ်ခေါက်မှာလည်းကျွန်တော်တို့ပြန်လည်ส่งသွေးနိုင်လို့အထူးပဲဝမ်းမြောက်ပါတယ်ပြည်သက်များဘေးပြဝေးကွာလို့ရှင်လန်းချမ်းမြေ့ကြစီဖို့လည်းဥစ္စာဆန္ဒမှုပြုပါတယ်ပြီးခဲ့တဲ့ season တွေမှာကျွန်တော်တို့ကိုကန့်တက်တွေလာရှုကဆုတ်တဲ့ကိစ္စပြီးတော့နောက် season တစ်ခုမှာဒီမြန်မာပြည်တောင်ပိုင်း AR တိုင်းထဲကိုအာရကတ်တော်စစ်ကြောင်းနဲ့ပူပေါင်းတက်တွေဝင်ရောက်တိုက်ခိုက်နေတဲ့ နေရာမှာဒီ A Aragatta AA ရဲ့ဒီတောင်ပိုင်းချီစစ်ကြောင်းဟာဘယူဟာမတ်ဘလောက်ထိအရေးပါတယ်လဲနေပြီးတော့ကိုဝိုင်းပတ်ပိတ်ဆို့ဖို့เนาะရည်ရွယ်ပြီးတော့တောင်ပိုင်းဒေသကိုဆင်းလာတဲ့စစ်ကြောင်းတစ်ခုဖြစ်တယ်ဘလောက်သူ့ရဲ့အရေးပါမှုဆိုတဲ့ဟာကိုကျွန်တော်တို့တုံ့သက်အဲဆွေးနွေးခဲ့ကြတယ်သဘောထားမြင်တစ်ခုကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှလည်းဒီနေ့အစီအစဉ်မှလည်းကျွန်တော်တို့ဒီငလင်ဘေးနဲ့ဆက်ဆက်ပြီးတော့ ဒီငလင်လှုပ်ခတ်မှုနောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ဒီစီးရင်နိုင်ငံကြီးအနေထားတွေပေါ့နော်အဲ့ဒါညီနဲ့ပတ်သက်ပြီးတော့တဘောထားမြင်တစ်ခုကိုတင်ပြသွားမှသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ March 28ရက်နေ့ကလှုပ်ခတ်သွားတဲ့စကိုင်းဗဟိုမြို့အင်အား9.9 magnitude ပမာဏရှိတဲ့ငလင်ကြောင့် PWD ရဲ့အသက်အိုးအိမ်စည်းစိမ်တွေအများပြားထိခိုက်ပျက်စီးရပြီးတော့ဒိုင်းပြည်တစ်ခုလုံးဝိုင်းနေပူဆွေးလို့ယူကြုံများဖြစ်ခဲ့ရပါတယ်။တည်ဆုံးသူကလည်း 3000ကျော်4000နီးပါးရှိပြီးတော့ထိုင်ရန်ရသူအများပြားထောင်ချီရှိခဲ့ရတာပေါ့စိတ်မကောင်းဆရာတွေ့ရပါတယ်ပြီးတော့ပျောက်ဆုံးနေတဲ့ body တွေလည်းအခုဒီအာအပြိုပြက်တွေထဲမှာရှိနေသလိုတချို့ဟာရင်းဆိုရင်ဘလုံးဝပြန်ယူလို့မရတော့တဲ့အနေအထားမျိုးတွေရှိနေမြေမြုပ်ပြီးသားဆိုတဲ့ပုံစံမျိုးဖြစ်သွားနေဖြစ်သွားတဲ့အထိကိုနော်စိတ်မကောင်းဆရာစိတ်ကြည်နှစိတ်လုံးကြည်ကွဲကောင်းဆရာကောင်းတော့အောင် ကျွန်တော်ကြုံတွေ့ခဲ့ရတယ်ပြီးတော့ဒီငလင်ကြောင့်လည်းအာဒီကျွန်တော်ရဲ့ရှေးဟောင်းမွေနဲ့စကိုင်းပင်ရအင်းဝမန္တလေးအာဒီဒေသကနော်စီဒီဖျားပထိုးတွေရှေးဟောင်းအမွေနဲ့ပျက်စီးသွားတဲ့မြင်ကွင်းတွေကိုလည်းကျွန်တော်တို့ Facebook စာမျက်နှာတွေ social media တွေကနေစစ်မြင်တွေ့ရတာလည်းတကယ်ကိုနှလုံးကြေခွဲစရာနော်စိတ်စိတ်ထိခိုက်စရာမြင်ကွင်းတွေပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး မြန်မာပြည်မှာလည်းနိုင်ငံရေးစိတ်ရေးအရအချိန်ဟုန်ကောင်းလာနေခြင်းတော်လိုင်းရေးအင်အားကောင်းလာနေခြင်းပါပဲကလေးတခုလှုပ်ခတ်ပြီးတော့ဒူဒူရဲ့အသက်အိုးရင်စီးရင်စိန်တွေအာထိခိုက်ပြီးတော့စာဝင်းနေရေးပုံပြီးကြက်တဲလာရတဲ့ကြက်တဲနေရရတဲ့ဟိုကြက်တက်ထက်ကြက်လာတဲ့အနေအထားမျိုးကိုရောက်လာတဲ့အတွက်လဲတချို့သူတွေမှာစိုးရင်ပုံမှန်မှုတွေရှိနေကြတယ်အဲ့ဒါဘာလဲဆိုတော့ဒီကလေးမေးကြောင့်နိုင်ငံတကာအကူအညီတွေ ဝင်လာမယ်စစ်ကောင်စီကိုတိမတ်ပြူအောင်ရောက်သွားမလားဒီကလင်ကြောင့်တော်လိုင်းရေးအရှိန်ဟုံနောက်နေသွားမလားအဲသူတို့ပြည်ဒီဒါရှိုးမှလည်းကိုကန်တက်ကဆောက်ရတဲ့အတွက်တော်လိုင်းဒီကလင်ဘေးနဲ့ပေါက်ဆက်လိုက်တယ်ဆိုရင်လူထုရဲ့ချွေချွေအကျက်တဲတွေကြောင့်ဒီတော်လိုင်းရေးပေါ်မှာအရှိန်ဟုံနောက်နေသွားစီမလားဆိုဆိုပြီးတော့နော်ကျွန်တော်တို့အဆိုရင်ပူပန်မှုတွေရှိနေခဲ့ကြတော့တွေ့ရပါတယ်ဒီနေ့မှာပဲဧပြီ21ရက်နေ့ညနေမှာပဲတက်လာတဲ့ဇင်းပုံကျွန်တော်တို့တွေ့ရပါတယ် ငလင်အပီးဖြစ်လာတဲ့ညင်ဝင်နေပေါ့နော်ငလင်အပီးငလင်ပြီးဆုံးသွားတဲ့အခါမှာစစ်ကောင်စီကနော်မချက်နိုင်မဲနဲ့နိုင်ငံတကာကိုအကူအညီတွေတောင်းရတယ်အဲ့နိုင်ငံတကာအကူအညီတွေကိုလည်းရလာတဲ့အကူအညီကိုအလွဲသုံးစားလုပ်နေရတယ်တွေ့ရတယ် PDF စုံမုံနေမြေတွေကိုအကူအညီတွေမရောက်အောင်နော်ပြည်ပင်တားဆီးတာရှိတယ်အဲပြီးတော့ဒီနိုင်ငံတကာအာဆီယံနဲ့တွေ့တဲ့ဆွေးနွေးပွဲတွေလည်းဒီငလင်ကိုဟိုတွေ့ဆုံမှုတွေပေါ့တွေ့ဆုံမှုတွေပြောရင်ပြောရင်ပုံမှန်လိမ့်မယ်ဆိုတော့ဒီ လူတွေနဲ့အာတွေ့ရကိစ္စတွေနဲ့ NUG ဘက်မှလည်းရှိနေတယ်အာဟိုစစ်ကောင်စီဘက်ကလည်းအာစစ်ကောင်စောင်းမဲအွန်လိုင်းနဲ့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်တို့တွေ့ကြတယ်ဆိုတော့ဒီဖြစ်စဉ်တွေကစင်ကဲစင်ကဲဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာပြီးတော့ဒီနေ့20ရက်နေ့ညနေပိုင်းမှာဗာဒရင်းတပုတ်ကိုတွေ့ရလဲဆိုတော့ဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ဒုစစ်ကောင်စောင်းဆိုဝင်ကသူတို့နေပြီးတော့မှလောက်တဲ့အစ်မြင့်အစီဝေးတစ်ခုမှာ PDF တွေအင်အားကြီးမားလာတဲ့အတွက်နေပြည်တော်လိုနေရာမှာတော့ PDF တွေကဖမ်းတာရှိတာကြီးလုပ်တယ်ဒီနေ့မှာပဲအဲနေပြည်တော်နားကအာဒီဥတ္တရတီတီလားစပုတီတီလားအဲ့ဒီမြို့နယ်ရလမ်းပိုင်းတစ်ခုမှာကပ္ပစဆိုင်ယုံကဘုံမှုအဆင့်ရှိတဲ့လူတယောက်နဲ့တခြားအဆင့်နှစ်ယောက်ကို PDF PLA နဲ့ပူပေါင်းဖွဲ့ကဖမ်းမိတယ်ဆိုတဲ့သတင်းပေါ့နော်အာအဲ့ဒီသတင်းတက်လာတာကိုတွေ့ရတယ်ဒီလိုမျိုးနေပြည်တော်လိုစစ်ခေါင်းဆောင်တွေရဲ့ နှလုံးသားပွဖြစ်နေတဲ့နေရာအနီးမှာ PDF တက်တွေကတော်လိုင်းတက်တွေကဒီကပ္ပဆဘုံမှုကိုဖမ်းနိုင်တယ်ဆိုတာနေပြည်တော်ရဲ့လုံခြုံရေးစီကျိုးပေါက်နေပြီဆိုတာကိုပြသနေတာဖြစ်ပါတယ်ဒါငလင်ပြီးမှာနော်ဟို significant ဖြစ်လာတဲ့အချက်လည်းပေါ့နော်အဲ့တော့ခုနကကျွန်တော်တို့ဒီဒုစစ်ကောင်းဆောင်ရအောင် သူစစ်ကောင်းဆောင်ကဒီလိုမျိုးထုတ်ပြောလာတယ်။ဒါပြင်ကို PDF NUG လက်နက်ကင်ဖွဲ့အားလုံးနဲ့စကားပြောပါမယ်ဆိုရက်လေတံမျိုးလေးနှစ်လုံးလုံးနိုင်ငံတကာရောသူ့ရဲ့ဂျေဇုရှင်နော်သူ့ရဲ့ဂျေဇုရှင်အာတယုတ်ကတော့ဖိအားတန်တန်ပြီးတဲ့ကြားထဲကနေခေါင်းမှန်မှန်နဲ့နော်စန့်ကျင်ခဲ့ရဲ့အာမိုက်မိုက်မဲမဲအာဟိုရှေ့ဆက်စွတ်တိုးနေတဲ့ဒီစစ်ကောင်းစီကဒီလိုမျိုးလေတံတွေပြော့ပြောင်းလာရတယ်ဒါကိုကျွန်တော်တို့တွေ့ရပါတယ် အဲ့တော့ဒီငလင်ဖေးဒါငလင်ငလင်ဖြစ်ပြီးသွားရဲ့နောက်ပိုင်းမှာတွေ့လာရတဲ့မြင်ငွေနေပေါ့နော်နိုင်ငံရေးစီရေးအနေထားပြောင်းအပြောင်းလဲပြောင်းလဲမှုတွေကိုတွေ့လာနေရတယ်သူပြင်စစ်ကောင်စီဘက်မှာလည်းနော်အရင်ကတိတ်ခေါင်းမာခဲ့တဲ့နော်တိတ်ကိုမိုက်ကန်းခဲ့တဲ့နော်စစ်ကောင်ဆောင်တွေကဒီစကားမျိုးသူတို့ပါဇက်ကထွက်ထွက်လာရဲ့ဆိုတာနော်ဟိုမနိုင်ကောင်နိုင်ကောင်နိုင်ရင်ဖះပြားထိတော်တခုထွက်လာတယ်လို့မျိုးလို့တော့ကျွန်တော်တို့ပြောရမှာမသိဘူး နိုင်ငံတကာကဖိအားပေးနေတဲ့ခြားတွေကနော်ဟိုတရုတ်လိုနိုင်ငံကြီးတွေကတော့ဖိအားပေးတဲ့ခြားတွေကဟိုမိုက်မိုက်ကန်းကန်းနော်နားမထောင်မင်းနဲ့อืมသဘောတူညီချက်တွေချိုးဖောက်ခဲ့တဲ့သူတွေကအခုဒီစကားမျိုးထွက်လာရတယ်ပြီးရင်ပြင်ဦးတွေကိုရောက်တဲ့အခမ်းအနားတစ်ခုမှာစစ်ကောင်းဆောင်မင်းအောင်လိုင်ကကျေးဇူးရှင်လာရှုကိစ္စနဲ့ပတ်သက်ပြီးတော့မကြေမနက်ဒီမပြောကြဖို့တရုတ်ကိုကျေးဇူးရှင်ကိုမစော်ကားဖို့တရုတ်ရဲ့ကျေးဇူးကြောင့်လာရှုကိုပြန်ရလာဆိုတဲ့စကားမျိုးတွေအထိ ပြောလာတယ်ဆိုတော့ဒီစကားတွေကနေကြည့်ရင်မြန်မာပြည်အရေးမှာနော်တရုတ်ရဲ့ချောင်းရင်ဆွတ်ဖက်မှုတွေအချိန်ဟုန်နဲ့အားကောင်းကောင်းနဲ့ဖြစ်လာနေတယ်ဆိုတဲ့မြင်ကွင်းတစ်ခုလည်းကျွန်တော်တို့အထင်သာမြင်တွေ့နေရတယ်တရုတ်အနေနဲ့သူစိုးရိမ်တာကငလင်နောက်ပိုင်းမှာစစ်ဒါဒါကဘာပြလဲဆိုတော့ဟိုစစ်ခေါင်းဆောင်တွေကိုယ်တိုင်ကအခုငလင်လှုပ်ခတ်သွားနေပြည်သူလူထုတွေအသက်အိုးအိမ်ရိုင်းရိုင်းလဲပျက်စီးရတယ်အချိန်နေရိမ့်ရိုင်းရတယ်ဆိုပေမဲ့ ပြည်သူတွေရဲ့ခံရတဲ့ဒုက္ခကဘာမှတိတ်မထူးဆန်းပါဘူးဒီလိုပြောတဲ့အခါမှာပြည်သူလူထုရဲ့အဒုက္ခတွေကိုမဆာနာလို့ပြောတာမဟုတ်ဘင်းနဲ့အချက်တစ်ချက်ကိုထင်ရှားစေလို့လို့ပြောတာဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ငလင်းတန်းခံလိုက်ရတဲ့အခါမှာလူထုကအိမ်နေအိုးအိမ်နေအသက်တွေအသေးဆုံးရတာမှန်တယ်အဲ့ဒီဒီပြည်သူလူထုတွေအတွက်နော်ကျွန်တော်တို့ပြည်သူတွေဘက်ကတော့ကြည် ပြည်သူတွေကကြည့်ရင်အချင်းချင်းကိုချင်းစာစိတ်နဲ့နော်ဒီအညာဒေသမှာ၃နှစ်၄နှစ်တွင်စစ်ကောင်းဆောင်တွေရဲ့နော်အကြမ်းဖက်စစ်ကောင်းစီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့်နေအိမ်တွေမိရှုဖြစ်စီခံရတဲ့ပြည်သူတွေအညာလူလူနော်အဲ့ဒီတော်လိုင်းဒေသကလူလူတွေရဲ့အဖြစ်နဲ့နှိုင်းရှင်ရင်ပြည်သူလူထုဟာလူထုအချင်းချင်းတရားတဲ့တကြောကြောချင်းကယဉ်ချင်းအတရားတဲ့ဆိုရဲစိတ်တမျိုးနဲ့ငါတို့ရဲ့အိမ်နော်ဖြစ်စီသွားတာဒါဘာမှနော်အဲ့လောက်ထိ နော်ဖြေသာသေးတယ်ဆိုရင်စိတ်မျိုးတွေးပြီးတော့အချင်းချင်းတယောက်နဲ့တယောက်ငါတို့မှငါတို့ပဲရှိတယ်ဆိုရင်စိတ်မျိုးနဲ့ဖြေသာသေးတယ်ပြီးတော့ပြည်သူလူထုအတွက်ကတကောင်ထက်ညမနဲ့တဲ့သဘောမျိုးလို့လည်းကျွန်တော်တို့ပြောရင်ရမယ်ရနိုင်တယ်ထင်ပါတယ်ကျွန်တော်တို့မှအခုငလင်ကြောင့်အိမ်တွေပါထပ်ဆုံးရှုံးရတဲ့အတွက်ကျွန်တော်တို့မှနောက်ထပ်ဆုံးရှုံးစရာသာရှိနေသေးလို့လည်းဗားရီများနောင်ဖွဲ့တွေကြံနေသေးလို့လည်းဆိုရင်အနေထားမျိုးကိုရောက်ပြီးတော့ဒီတော်လန်ရေးကြီး ပို့ပြီးတော့အချိန်ဟုန်နဲ့ဖြစ်ဖို့ပဲလူလူတည်းရလုံးကတောင့်တနေနေတောင့်တနေကြတယ်လို့မြင်ပါတယ်ဒီလိုအမြင်မျိုးလည်းအားလုံးနဲ့တစ်သက်တည်းကြမယ်လို့လည်းအယုံကြည်ပါတယ်ဆိုတော့ဒီလိုမျိုးလူထုနဲ့နော်ဆန့်ကျင်ဘက်အမြင်သဘောထားမျိုးတက်ရောက်မှုမျိုးခံစားရတာတော့စစ်ကောင်းဆောင်နဲ့စစ်ကောင်းစီအတိုင်းဝိုင်းစစ်ကောင်းစီအုပ်စုတွေပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နေပြည်တော်ဆိုတာကကျွန်တော်တို့သိတဲ့အတိုင်းပဲဒီဗိုလ်ချုပ်တန်းရွှေလက်ထက်မှာသူကဒီ ပင်လယ်ရေချောင်းကလာမဲ့အာအမေရိကန်ရဲ့ကျူးကျော်မှုဓာတ်တွေကိုသူကစိုးရင်လို့သူတို့ရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ဖို့တဲ့နေပြီးတော့ကိုအခိုင်အမာခံစစ်ပြီးပြင်ပြီးတော့နော် infrastructure တွေတိတ်ချဆောက်ပြီးတော့မှကိုအာနေရာယူထားတာဆိုတော့ဒီနေရာနေပြီးတော့ဆိုတဲ့နေရာကြီးကိုအခုဒီຫນွေဦးတော်လိုင်းကြီးမှလည်းနေပြီးတော့ဆိုတဲ့နေရာကြီးကိုနောက်ဆုံးခံတက်နေနဲ့နော်တည်တည်ကြည်ကြည်လှုပ်ဖို့အလုံးချုပ်ဆုံးတဲ့တိုင်းဖြစ်သူတို့ဖန်တီးထားတာဖြစ်ပါတယ် လိုခဲ့တဲ့နေ့တွေကကျွန်တော်တို့ရထားတဲ့သတင်းချက်ဒီမီဒီယာတွေမှာဖော်ပြတဲ့သတင်းတွေအရာအာပါတွေ့ရလဲဆိုရင်ဒီမြန်မာစစ်တပ်အကြမ်းဖက်စစ်တပ်ရဲ့အကောင်းဆုံးတိုက်ခိုက်ရေးတပ်သားတပ်မတွေတရင်နေအာဘောင်းတောင်းနောက်ကိုနေပြီးတော့ပပတ်လေကဒီတောင်ကုန်းနေမှာတော့ခန့်စစ်ပြင်ပြီးတော့အာခုခံဖို့သူတို့အာပြင်ဆင်နေတယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီတရင်မှာတွေ့ရတယ် ပြီးတော့ဒီမိထီလာလွင်ပြင်မိထီလာလွင်ပြင်ဆိုရင်ဒီမဘာသားတွေရမ်းများနေနေရာကြန့်ခိုင်အားကောင်းခဲ့နေနေရာဒီ2015ရွေးကောက်ပွဲဖြစ်ဖြစ်2020ရွေးကောက်ဖြစ်ဖြစ်အဲကြန့်ခိုင်မဘာသားတွေเนาะအင်းအင်းနဲ့အားနဲ့လှုပ်ရှားခဲ့နေနေရာရှိနေတဲ့နေရာတွေဆိုတော့မိထီလာမှာဒီတက်ရင်တက်ဖွဲ့တွေလည်းအများပြားရှိတယ်စစ်ကောင်စီရဲ့တက်တယ်လည်းအများပြားရှိတယ်အဲ့ဒီအတွက်အဲ့ဒီမိထီလာလွင်ပြင်ကိုအချမ်းပတ်စစ်ကောင်စီမင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းကအချိန်ပေါင်း ၄ချိန်၅ချိန်ထပ်မနေသွားပြီးတော့စီယုံရင်ခီးစင်နေသွားတယ်အဲ့ဒီမှာစိတ်ရပြင်ဆင်မှုတွေနော်ဒီနေပြီးတော့ကိုနောက်ဆုံးကာကွယ်မဲ့ခန်းစစ်စခန်းကြီးဖြစ်နော်ပြောင်းလဲဖို့အတွက်နော်အသေးအတန်ပြင်ဆင်နေပြင်ဆင်မှုရဲ့ခြေလှမ်းတွေဖြစ်ကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုတော့ဒီလိုမျိုးသူတို့အာစိတ်တိုင်းကြကြကြနနသူတို့ရဲ့ရှိတဲ့အရင်းမြစ်တွေအင်အားတွေကိုအားလုံးစုပုံပုံအောင်ပြီးတော့အာပြင်ဆင်ထားနေနေပြီးတော့မှအခုမလ28ရက်နေ့ ဘလင်မှာတော်တော်ဆွဆွရရကိုပြည့်စည်သွားတယ်ကျွန်တော်ကျွန်တော်တို့ဒီ social media မှာတက်လာတဲ့သတင်းမီဒီယာရေးရရောပြီးကျွန်တော်တို့ဒီအတိုက်ခံမီဒီယာတခုမှထွက်လာတဲ့သတင်းသဘောမှာဆိုရင်ဒီ Navy ရောရဲ့အဆောက်အုံတွေဝင်ကြီးဌာနတွေဝင်ထမ်းအင်အားတွေအဆောက်အုံတွေမှန်သမျှကိုကြည့်လိုက်ရင်အပြင်ပန်းအဖြစ်ကောင်းတယ်လို့မြင်ရပြီမဲ့တဲ့အဲ့ဒီအဆောက်အုံတွေရဲ့နော်80ရာခိုင်နှုန်းလောက်ဟာလူနေထိုင်ဖို့မသင့်တော့မယ့်နဲ့နော်ကြေမွှတ်အပ်ကွဲနေပြီဆိုတာကိုနော်အဲ ော်ပြထားတာတွေ့ရတယ်အဲ့ဒါကြောင့်လဲဒီစစ်ကောင်းဆောင်ဘိုင်းကရန်ကုန်မှာတချို့ဝင်ထမ်းဒီရဲ့ရုံးနေနော်ဝင်ထမ်းအင်အားတွေပြောင်းရွှေ့ဖို့စီစဉ်နေရတယ်ဘာကြောင့်လဲဆိုတော့ငလင်လဲလှုပ်သွားရောဝင်ထမ်းတွေကပြန်သွားတေတဲ့လူတွေရဲ့တေတယ်မတေပဲခြံတဲ့လူတွေကလည်းဖြစ်တယ်လို့နေရတယ်ပြီးတော့ဘာတခုမှဒီနေပြည်တော်ဆိုရဆိုတဲ့ကြက်ပြင်းမျိုးကနော်ကြက်ပြင်းဆိုတဲ့နာမည်နဲ့စတင်ခဲ့တဲ့နေပြည်တော်ကကြက်ပြင်းဆိုတဲ့အတိုင်းပဲမြို့စတင်ခဲ့ရကနော်ဒီတမန်နော်ဘာဝင်ဝင်မှမရှိလစာတခုပဲ မိပြူရတဲ့လူတွေအတွက်နေထိုင်ဖို့ကဘလို့မှမတင့်တော်ဘူးအဆင်မပြေတဲ့နေရာကုန်ကျစရိတ်လည်းများတယ်လမ်းမဆက်တွေကြီးလည်းခက်တယ်ဆိုတော့ဒီလိုနေရာတစ်ခုကဒီလိုမျိုးငလင်ကြောင့်နော် infrastructure တွေပြည့်စည်သွားတဲ့အတွက်အဆဆရေရာဘာတစ်ခုမှနော်ရေကိစ္စကစဘာတစ်ခုမှအဆင်အဆင်ပြေနိုင်တော့တဲ့အနေအထားမျိုးမရှိတော့ဆိုတော့ဝန်ထမ်းတွေကလည်းဟိုပြန်သွားတယ်ဟိုအိမ်ပြန်တဲ့လူကလည်းပြန်ခေါ်မရတော့တဲ့အထိနော်ဟိုဖြစ်နေရဆိုတဲ့သတင်းမျိုးတွေလည်းကြားသိရတယ်အဲ့တော့ဒီဌာနဆိုင်ရာ စစ်ကောင်စီရဲ့ဌာနဆိုင်ရာဘက်ကဝန်ထမ်းတွေမလာလောက်ဖိအားပေးရုံတက်ကိုတက်ရမယ်ဆိုတဲ့သဘောမျိုးတွေစာရီထုတ်ဖုန်းဆက်ခေါ်အသေးအံလုပ်နေရတဲ့အနေအထားမျိုးတွေအထိဖြစ်လာတယ်ဆိုတော့ဒါဟိုတစ်ဖက်ကကြည့်ရင်ဒါဗာလဲဆိုတော့အမလင်ရဲ့ကောင်းကျိုးကဗာလဲဆိုတော့ပေါ့နော်အအเจ้าမျိုးမျိုးကြောင့် CDM မလုပ်နိုင်တဲ့လူတွေကအလိုလျောက်နော်ဒန်း CDM ဝင်ထိုင်အလိုလျောက် CDM ဖြစ်သွားတယ်နော်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တွေကလုံးဝရက်ဆိုင်သွားအောင်နော်ဒီငလင်ကြီးက တော့တော်လိုင်းဘက်ကိုကုညီတယ်လို့အဲ့လိုအဲ့လိုမျိုးမြင်မြင်မိတယ်ပေါ့နော်အဲ့လိုမျိုးမြင်မိတယ်ပေါ့အဲပြီးတော့နောက်ထပ်ဒီငလင်ရဲ့တက်ရောက်မှုကြောင့်ဒီ Navy Roy Infrastructure ရင်းရိုင်သွားတဲ့အတွက်ရန်ကုန်လိုနေရာမျိုးနော်ရန်ကုန်ဆိုရင်ရန်ကုန်လိုနေရာမျိုးမှာစိုးရရုံတွေဖွဲ့ဖို့စဉ်းစားလာတယ်ဆိုတော့သူတို့ဒီလိုမျိုးလုပ်ဖို့စဉ်းစားရတော့လုံခြုံမှုရှိရင်လားကြည့်မယ်ဆိုရင်အခု Arica တက်တော်နဲ့ ပူပေါင်းစစ်ပူပေါင်းတပ်တွေရဲ့စစ်ကြောင်းကနော်လေးမျက်နှာမြို့နဲ့ဟင်္ဒရာနာထီရောက်လာတယ်။ဆိုတဲ့အခါကျတော့စစ်ရင်ရချင်းချောက်ခံရရန်ကုန်ကိုသူတို့ရွှေ့တယ်ဆိုရင်ဒါအရှုံးဟိုလုံခြုံမှုလည်းမရတော့အောင်မြင်မှုလည်းမရတော့အရှုံးနဲ့ပဲသူတို့ရင်ဆိုင်ဖို့ကတိတ်များစစ်ကောင်စီဘက်ကအဲညာနေတယ်ပြီးတော့နောက်ရေးကြီးတဲ့တစ်ချက်ကဘာလဲဆိုတော့ဒီလိုမျိုးစစ်ကောင်စီရဲ့ infrastructure တွေ နော်နေပြည်တော်ကအဆောက်အုံတွေပျက်စီးုံတာမကပဲနဲ့ဒီငလင်လောက်ခတ်သွားတဲ့ဖြစ်စဉ်ကိုကြည့်တဲ့ခါကျရင်ဒီဘီဟာမြောက်နော်အမြန်လန်းအချိန်တိုအတွင်းရန်ကုန်နဲ့နေပြည်တော်ကိုနော်၃နိုင်တကယ်တမ်းကားတွေကနော်ဟိုစီကံတမတ်ချက်တွေမလိုက်တာပဲနဲ့မောင်းနေဆိုရင်၃နိုင်ခွင်းလောက်နဲ့ကိုရောက်နိုင်တဲ့ကိစ္စဆိုတော့ဒီလိုမျိုးဆက်သွယ်ပြီးသားတဲ့မဟာဘီဟာမြောက်နော်ရန်ကုန်နေပြည်တော်မန္တလေးအမြန်လန်းကြီးဟာနော်သူ့ရဲ့မိုင်းတိုင်းအပိုင်းလိုက်နေတာတော်တော်များများမှာ ပျက်စီးသွားတယ်တရားတွေနှိမ့်ချသွားတယ်ဟိုတချို့နေရာတွေမှာဆိုရင်နေရာဖြတ်တန်းခွင့်ရဖို့ဟိုအဲဟိုဘယ်လိုပြောမလဲမြို့တွင်းလမ်းတွေရွာလမ်းတွေလေခွင်းလမ်းတွေအဲ့ဘက်ကနေသွားနေရပြီးတော့ဒီနံပါတ်ဆက်သွယ်ရေးကိစ္စကတော်တော်လေးကိုအခက်အခဲဖြစ်ပြီးတော့ပြတ်တောက်သွားနေတဲ့ဘုံမျိုးကျွန်တော်တို့တွေ့ရတယ်ဆိုတဲ့ခါကျတော့ဒီအချက်တွေဒီ infrastructure တွေထိခိုက်သွားတဲ့အပိုင်းဟိုစဉ်းစားကြည့်မယ်ဆိုရင်အဲတော်လိုင်းရင်းတက်တွေကဟောနော်ကျွန်တော်တို့မြောက်ဘက်က အဲမန္တလေးဘက်ကနေတချောင်းတိုက်မြင်ဆိုပါစို့အရှိဘက်ကနေတချောင်းတိုက်မြင်ဆိုပါစို့เนาะဘကိုယိုးမထဲကနေဒီရခိုင်တောင်ပိုင်းရခိုင်နေရဲ့ဒီအရကတက်တော်ရဲ့တောင်ပိုင်းစစ်မြေနာနဲ့ဘကိုယိုးမထဲကတက်တွေကနေပြီးတော့တိုက်ဖို့အတွက်တိုက်မြင်ဆိုရင်တကယ်တော့ငလင်းသာမရှိဘူးဆိုရင်ဒီနေပြီးတော့အမြန်လန်းနေပါတွေကိုเนาะတော်လိုင်းတက်တွေဘက်ကเนาะဖျက်ဆီးဖို့တော့ဟန်တာဖို့တော့ဘလော့လုပ်ဖို့တော့ နော်စတင်ရဖြင့်အချိန်တွေပေးပြီးတော့လုပ်နေရမယ်ဆိုတော့အခုဟာနော်ဘာမှတော့လုပ်เสียမလို့ပဲနဲ့ငလင်ဒဏ်ကြောင့်နော်ဒီဒီအမြန်လန်းကြီးကအလိုလျောက်အပိုင်းလိုက်အပိုင်းလိုက်အပိုင်းလိုက်နော်ပြက်စီးသွားပြီးတော့ဆက်သွေးကြီးနံပါတ်ဆက်သွေးကြီးတွေလုံးဝအဟန့်ဒါဖြစ်သွားတာအဲ့ဒါကိုဒါကျွန်တော်တို့အဲဒါကလည်းဒီဒီလိုမျိုးပြတ်တောက်သွားတာလည်းတော်လန်ကြီးထိုးစစ်ကြီးတွေနော်အခု NUG ဝင်ကြီးကာဝေးဝင်ကြီးဥယျာဉ်မှုပြောအထွေထွေဆိုးရှိထိုးစစ်ကြီးတာဖြစ်လာမယ်ဆိုရင် အဲ့ဒီထိုးစစ်အတွက်အလိုအလျောက်နော်လမ်းမဆက်သွယ်ရေးကိုဖျက်ထောက်ပိတ်ဆို့ပေးပြီးသားအနေထားတဲ့မျိုးကိုထိရောက်ရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီလိုမျိုးပဲမန္တလေးပြည်တော်လူထုဟိုကြည့်မယ်ဆိုရင်ကျွန်တော်တို့နော်ပြီးခဲ့တဲ့တစ်တုံညနှစ်ခုစစ်စင်ရေးလိုင်းနေအပြီးမှာမန္တလေးကိုနော်တိုက်ခိုက်ဖို့အဲမန္တလေး PDF ကရောနော်တော်လိုင်းတက်တွေကပါအဲနော်ဒါချင်းချင်းထားတယ်ချင်းမောင်းထားတယ်အဲ့ခါကျတော့အဲ့ဒီတော့ကပေါ့နော် အမျိုးရီနဲ့မျိုးမျိုးသိန်းတိုက်ပွဲရင်နဲ့ပတ်သက်ပြီးတော့ဘာကြီးပြောကြနေဆိုတော့လူထုရဲ့အိုးအိမ်တွေထိခိုက်မှာပျက်စီးမှာဆိုရတဲ့ချင်တော့ချင်း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 နဲ့အဲလှုပ်ဆောင်ရတာရှိတယ်ဆိုပြီးတော့ဒါပြောခဲ့ကြတယ်တုံ့တက်ခဲ့ကြတယ်ဒါလည်း letting acceptable ဖြစ်တဲ့ letting ခံနိုင်စရာပဲအဲ့တော့ဟိုဒီတော်လိုင်းတက်တဲ့ဘက်ကလည်းနေရာတစ်ခုကိုတိုက်လို့မယ်ဆိုရင်ပြည်သူလူထုကိုတိတ်ငဲ့ညာရတယ်လူတွေရဲ့အိမ်မပျက်စီးအောင်မြို့တွေမပျက်အောင်နော်အဲတော်တော်လေးကို risk ယူရတယ်ပေါ့နော်အဲဆိုတဲ့ခါကျတော့အခုလိုအနေထားမှာကျတော့ဟိုဘာပိုကောင်းသွားလဲဆိုတော့တော်လိုင်းရင်တက်တဲ့အတွက်ကနော်ဒီအိမ်နေပျက်စီးဖို့ဆိုတဲ့ကိစ္စတွေကိုအဲ့လောက်ထိအဲတိတ်ပြီးစဉ်းစားစရာမလိုလောက်တော့ဘူးလို့ယူဆတယ်ပြီးတော့လူတုဘက်ကလည်းဒီလိုဆုံးရှုံးမှုတွေများထားတဲ့အတွက်ငါတို့မှနောက်ထပ်ဆုံးဆုံးရှုံးစရာနော်ဒီထက်ဘာမှမရှိတော့ဘူးဆိုတော့လူတုရဲ့ဘဝကနော်ဒီထက်ပိုပြီးဆုံးရှုံးစရာဘာမှမရှိဘူး တိမ်မထူးနေမထူးဆိုတဲ့အနေအထားကိုပို့ပြီးရောက်သွားတဲ့အချက်ကစိတ်ပိုင်းဖြတ်မှုပို့ပြီးခိုင်မာသွားတဲ့အချက်ကစစ်ကောင်စီကောင်းဆောင်စစ်ကောင်းဆောင်မင်းအောင်လိုက်နဲ့သူ့ရဲ့နောက်လိုက်အပေါင်းအသားတွေအတွက်အိမ်မက်အိမ်မက်ဆိုးကြီးတခုပဲဖြစ်လာနိုင်မယ်ဖြစ်ပါလိမ့်မယ်ဒီအိမ်မက်ဆိုးဟာလေငလင်ငလင်ကြီးကနော်စစ်ကိုင်းငလင်နော်စစ်ကိုင်းငယ်စစ်ကိုကိုင်းသွားစေနိုင်တဲ့ငလင်ကနော်ဆောင်ကျင်းလာတဲ့နောက်ဆုံးပိတ်လိုင်းတိုက်ခွက်တခုဖြစ်လိမ့်မယ် နောက်ဆုံးပိတ်ကြီးမားတဲ့ထိုးနှက်ချက်ကြီးတခုဖြစ်နိုင်မယ်လို့အဲမြင်မြင်ပါတယ်ကြီးမားတဲ့နောက်ဆုံးထိုးနှက်ချက်ကြီးတခုဖြစ်နိုင်မယ်လို့ကြီးမားတဲ့နောက်ဆုံးထိုးနှက်ချက်ကြီးစစ်ကောင်စီနဲ့အပေါင်းအမတွေကိုအဆုံးသတ်ပေးမဲ့စစ်ကိုင်းစီတဲ့ငလင်ငလင်ရဲ့တက်ရောက်မှုတွေဖြစ်နိုင်မယ်လို့မြင်ပါတယ်ဒါကြောင့်လည်းဒီစစ်ကောင်ဆောင်ဘက်ကနော်စစ်ကောင်စီဘက်ကစကိုင်းငလင်လို့မသုံးချင်ဘဲနဲ့အတိတ်နမိတ်ရချင်း စစ်ကိုကိုင်းသွားစေတဲ့ငလင်ဆိုတာကြီးရောသူတို့မတုံရဲဘူးသူတို့လက်ပြန်မလုံတော့ဘူးသူပြက်နေပြီတုံလုံးချောက်ချနေပြီဖြစ်တဲ့အတွက်မန္တလေးငလင်ဆိုပြီးတော့အတင်းအကျပ်ပြောင်းလဲပုံမဟုတ်ဘူးစူးစမ်းနေတယ်။ဒါနဲ့ဒီအကြောင်းရင်းပဲဖြစ်ပါတယ်။ဆိုတော့ဒီငလင်အခုဖြစ်သွားတဲ့ငလင်ကပ်ဘေးဟာနော်ကျွန်တော်တို့အကောင့်ဘက်ကရှုမြင်ရင်ကျွန်တော်တို့ရဲ့ဒီတော်လိုင်းတက်တွေရဲ့လှုပ်ရှားမှုတွေထွေထွေထိုးစစ်လှုပ်ရှားမှုတွေအများကြီး အထောက်ပံ့ပေးပြီးတော့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာ infrastructure ကို80ရာခိုင်နှုန်းလောက်တိချိနဲ့အာရော့သွားစေတဲ့ငလင်ဖြစ်တယ်ဆိုတာပေါ့တော့ဒီဒီနေ့အစီအစဉ်မှာတင်ပြပေးနေရပါမယ်ပြည်သက်များ2500ရှိကြသေးတယ်တို့လည်းမျှော်လင့်ပါတယ်ကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ